မင်္ဂလာပါသားသမီးတွေဒီချေကတော့ Grateful မြန်မာစာကိုသင်ကြားပေးမယ်ဒီချေမှဖြစ်ပါတယ်ဒီချေကဒီနေ့သားသမီးတို့ကိုသင်ငန်းစာ73ဝေါ်ဟာကြွကြဲကစားမယ်ဆိုတဲ့သင်ငန်းစာကိုသင်ကြားပေးမှာဖြစ်ပါတယ်ဝေါ်ဟာဆိုတာကတော့စကားလုံးကိုပြောတာဖြစ်တယ်သားသမီးတို့ကဒီသင်ငန်းစာကိုသင်ကြားရခြင်းကြောင့် ၊နှွေမိုးဆောင်၊ရာသီနဲ့သက်ဆိုင်တဲ့စကလုံးတွေကိုအမျိုးအစားခွဲခြားပြီးတော့ပြပြတက်လာမယ်၊ရေးသားတက်လာမယ်။အခုဒီကျဲတို့ရာသီလိုက်ဝက်စားတွေဘယ်လိုဝတ်မလဲဆိုတာကိုစဉ်းစားကြည့်ကြမယ်။ရာသီအလိုက်၊ရာသီလိုက်ဆိုတာဘာကိုပြောရလဲ။တောင်သမီးတို့ရေဒီကျဲတို့မြန်မာနိုင်ငံမှာရာသီဥတုဘယ်နှမျိုးရှိလဲ။ရာသီဥတု၃မျိုးရှိရယ်နော်။အဲ့ဒါဘယ်ရာသီဥတုတွေလဲဆိုတော့ຫນွေဥတုမိုးဥတုဆောင်းဥတုတို့ဖြစ်တယ် အခုဒီချေတို့ကအဲ့ဒီဥရုသုံးမျိုးမှာယာတီအလိုက်ဥဝိစာတွေဘယ်လိုဝေ့ကြရလဲဆိုတာကိုခွဲခြားပြီးတော့ရေးကြည့်ကြမယ်။ဒီချေတို့ကနွေယာတီမှာဆိုရင်ဘယ်လိုဝေ့စားမျိုးတွေကိုဝေ့ကြလဲ။ခြေတဲ့အင်ကြီး၊ခြေတဲ့ပေါင်းပြီး၊စွတ်ကျဲ၊စက်ပန်အင်ကြီး၊စက်ပန်ပေါင်းပြီးအစရှိသဖြင့်ဒီချေတို့ဝေ့စင်ကြတယ်။နော်ဒီချေတို့အတွက်တက်တောင်းတတခြောင်ကြီးရှိဖြစ်မဲ့အဝေ့စားမျိုးဆိုဒီချေတို့ဝေ့စင်ကြတယ်။ဒီချေတို့မိုးရသည်မှာဆိုရင်ရောဘလို့ဝေစားမျိုးတွေကိုဝတ်ကြလဲ ကျွန်တော်ကျွန်တော်စဉ်းစားကြည့်ကြရအောင်မိုးရသည်မှာဆိုရင်မိုးကအင်ကြီးမထူမပါအဝိစားအင်ကြီးရှင်ဘောင်းမီရှင်အစရှိသဖြင့်ဒီချေတို့ဝစ်စင်ကြရဲတောက်သူမီတို့ရေမိုးရသည်မှာအင်ကြီးရှင်ဘောင်းမီရှင်ဘာကြောင့်ဝေးရလဲဆိုတော့အဖြစ်လို့တောက်သူမီတို့ထင်လဲချင်းကိတ်မှာဆိုလို့တောက်သူမီတို့ရဲ့ချင်းကိတ်ရင်ဘာယောဂါတွေဖြစ်တယ်လဲသွေးလုံတွေဝေးဖြစ်တတ်တယ် အားကြောင့်မို့အင်ဂျီရှိဘောင်းမရှိဝစ်ကြရရဲစောင်းရနေမှာဆိုရင်တော့ဒါတို့သမီးတို့အနှွေးတဲ့အင်ဂျီကုတ်အင်ဂျီထူတဲ့ဝစ်စားတွေသုံးဝေးအင်ဂျီတို့အဆရှိသဖြင့်ဝစ်ဆင်ကြရဲယာဂီမယွေးဝစ်ဆင်နိုင်တဲ့အဝစ်စားတွေလည်းရှိရဲအဲ့ဒါဘာလဲဆိုတော့ကျွန်စဉ်းစားကြည့်ကြရအောင်အဲ့ဒါဘာတွေဖြစ်မလဲဆိုတော့အကစားဝစ်ဆုံးကြောင်းဝစ်ဆုံးညာအိတ်ဝစ်ဆုံး အစာရှိသဖြင့်ဒီချို့တို့ဝစ်ဆင်ကြတယ်။တအုပ်သမီးတို့လည်းစဉ်းစားပြီးတော့လည်းထပ်ဖြည့်လို့ရတယ်။အခုဒီချေကခေါင်းစဉ်၅ခုပေးထားမယ်။အဲ့ဒီခေါင်းစဉ်၅ခုတည်းရမှာတစ်ခုကိုရွေးပြီးတော့စဉ်းစားပြီးရည်တည်ကြရမယ်။ခေါင်းစဉ်၅ခုကိုဒီချေကအရင်ဖတ်ပြမယ်။တစ်ပင်ပန်းမဲ့အတီးအနံဟင်းသီးဟင်းရွက်ရာဒီဥဒုအခြေအနေနေထိုင်မှုပုံစံနေထိုင်မှုပုံစံဆိုတာကတော့အကြောင်းတွင်းအကြောင်းပြင်မှာနေထိုင်မှုပုံစံကိုပြောတာ။ ။ဒီချက်ကအခုနေထိုင်မှုပုံစံ၊ကျောင်းရင်းကျောင်းပြင်ဆိုတဲ့ခေါင်းစဉ်ကိုနမူနာအနေနဲ့ဘယ်လိုရေးရမလဲဆိုတာကိုအရင်ပြောပြမယ်။တောက်သမီးတို့ဇာတ်လေးကိုကြည့်ကြည့်လိုက်ပါဦး။ဇာတ်မှာဆိုရင်နေထိုင်မှုပုံစံ၊ကျောင်းရင်းကျောင်းပြင်လူရသည်မှာဆိုဘာရရှိလဲမူရသည်မှာဆိုရင်ဘာရရှိလဲဆောင်းရသည်မှာဆိုရင်ဘာရရှိလဲဒီချက်ကိုကြည့်ကြည့်ရအောင်ຫນွေရဲ့အောက်ကလေးမှာကြည့်လိုက်ပါဦးနော်ចောင်းပိမ့်မယ်ကြံပွဲတွေရှိတယ်မူရသည်မှာဆိုရင်ចောင်းဖွင့်မယ် ကဆုံချောင်းရီသုံးပွဲရှိတယ်။တစ်ပင်ဆိုင်ပွဲရှိရယ်။ဆောင်းရသည်မှာဆိုရင်တော့ဒီဇင်ဘာကျောင်းပွဲရရှိမယ်။ခရစ်စမတ်ရှိမယ်။လွတ်လပ်ရေးပွဲတွေရှိရယ်။နော်။လူမိုးဆောင်သုံးခုလုံးမှာတော့ဘာတွေလောက်တာရှိလဲ။ဥပမာဘာသာဥတင်ပြရဲ့ခྱི་သွားတာတော့ပါလို့ရှိတယ်။အဲ့တော့ဒီချက်ကခྱི་သွားခြင်းဆိုတာလေးကိုရည်ပြထားတယ်။ဒီချက်ကနမူနာတစ်ခုလုတ်ပြပေးပြီဆိုတော့ဒါတို့သမီးတို့လည်းရည်တက်လိုက်မယ်လို့ဒီချက်မျှော်လင့်ပါတယ်။ တောက်သမီးတို့ဒီသင်ကန်းစာကိုသင်ကြားပေးတဲ့အခါယာတီအလိုက်အဝိအစာစကလုံးအုံလုံးတွေယာတီအလိုက်အဖြစ်ပြက်အခြေအနေတွေမှာဘလို့စကလုံးတွေသုံးရတယ်လဲဆိုတာကိုတာရုသမီးတို့သိသွားကြပြီဒီချေရဲ့သင်ကြားမှုကတော့ဒီလောက်ပါပဲဒီချေတို့နောက်စာသင်ချိန်မှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်